ပန်တိုဂျာကြီးလေးတိုက်ချက်ကတော့ဗျာဂျော့ရှွာဘန်ရဲ့ပြိတ္တိတတော်လေးကိုစောက်တဲ့ပေါက်နေကြပြီနော်ကျွန်တော်တို့ဂျော့ရှွာဘန်ကိုဒီကနေ့မှာပြောလာလေးဆိုရင်ဂျော့ရှွာဘန်လိုကောင်းလူမျိုးလေးကတော့သူ့အတွက် easy money ပါတယ်ဗျာသူ့အတွက်လွယ်ကိုလွယ်လွန်းနေတယ်နော်ဒီပွဲကကျွန်တော်ရဲ့ပြိတ္တိတွေတကဘာလုံးက UFC ရဲ့ပြိတ္တိတွေနော်ပတ်စံအများဆုံးရမယ်နော်ကျွန်တော်တို့ဘယ်လိုပြောမလဲလောင်းလိုက်လို့ရှိရင်ပတ်စံအများဆုံးရမယ်ပွဲတဲ့နော်ဒီပွဲကသာကျွန်တော်ကချုပ်ွက်နဲ့နိုင်မယ်လို့သာလောင်းချလိုက်မင်းတို့ million ကြီးနော်ကျွန်တော်တို့အများကြီးပတ်စံတွေနော်ဒါလော ောင်းချလိုက်ညက်မယ်ဆိုတော့ကျွန်တော်တရားရခိုင်တို့အာမခင်းနေဆိုပြီးတော့ကျွန်တော်ဒီเนาะပန်ဒိုဂျာကြီးကဂျက်ရှွာဘန်ကိုအရန်ကိုအထင်သေးတဲ့ပုံစံနဲ့ပြောလာလိုက်တယ်ဗျာတတော်လေးကိုစိုးရွားတယ်ဗောနော်ကျွန်တော်ရေနောက်ဆုံးနှစ်ပွဲကိုကြီးတယ်เนาะကျွန်တော်ကားတဲ့ချုပ်ကွက်နေပဲသူတို့ဒီကိုနိုင်ထားတာတဲ့သူတို့ဒီကဂျက်ရှွာဘန်ထက်เนาะကျွန်တော်လေဗင်မြင့်တဲ့သူတွေကြီးပဲတဲ့ဒီလိုမျိုးခြာသိမ့်လေးကိုကျွန်တော်အတွက်ကတော့ easy money ပဲတဲ့ဗျာเนาะဟိုဘယ်လိုပြောရမလဲအထင်သေးလို့ပြောတာမဟုတ်ဘူးတဲ့ လိုမျိုးကောင်လေးမျိုးဆိုတာကျွန်တော်အနေနဲ့ချုပ်ွက်နဲ့အေးဆစ်ဆစ်အနိုင်ယူလို့ရတဲ့အနေအထားမျိုးဆိုတာဒါကျွန်တော်တို့ပန်ဒိုဂျာရဲ့ ECV ပြောသွားခဲ့နော်ဂျော်ရှွာဘန်ကလည်းအခုချိန်မှာတကယ်ကိုမှခပတ်နဲ့နဗန်းသမားရိနေပဲလေ့ကျင့်ပြင်ဆင်နေတာဖြစ်တယ်။နဗန်းသမားကိုနဗန်းနဲ့ပြန်လဲအနိုင်ယူပြမယ်လို့ရင်ထုတ်သုံးမယ်လို့ဂျော်ရှွာဘန်ကဆိုထားတယ်။သူ့ကိုအထင်မသေးနဲ့လို့ဆိုထားတယ်ဒါပေမဲ့ပန်ဒိုဂျာကြီးကတော့ဂျော်ရှွာဘန်ကိုတော်တော်လေးကိုလေးတိုက်နေပြီ easy မနိုင်တဲ့နော်ကျွန်တော်ကျွန်တော်ဘက်ကသာ ဒါဘယ်လိုပြောရမလဲချုပ်ွက်နဲ့ပွဲသိမ်းမယ်လို့လောင်းထားလိုက်တယ်မင်းတို့ကောင်တွေအကုန်လုံးအမျက်ရစေရမယ်ဆိုပြီးတော့ဘန်သူကြားလေကြီးထားပြီးဒါကိုဂျက်ရှွာမှပရိသတ်တွေကတော်တော်လေးကိုစိတ်ညွန်နေကြပြီဖြစ်ပါတယ်ဟုတ်လေဟုတ်တယ်ဗျာတော်တော်လေးကိုဘန်သူကြားကြီးပြောတာကတော့လွန်နေဗျာနော်ဟိုဘယ်လိုပြောရမလဲဂျက်ရှွာဘန်ကဂါဒါသူ့ကိုအနိုင်ရလို့ကတော့ကျွန်တော်နော်နေ့တိုင်းပန်တို့ကြာကြီးကိုလောင်မယ်ဗျာနော်လောင်မယ်လောင်မယ်နေ့တိုင်းဗီဒီယိုနေပြီးတော့လောင်ပြမယ်ခြေထားကြပါ